နောက်နံပါတ်6ဆာအုပ်ကတော့ကျွန်တော်တို့ buy back your time မှာ Dan Martel ပါအဲ့တော့ကျွန်တော်လူသမားတစ်ယောက်ရဲ့တန်ဖိုးနဲ့ CEO တစ်ယောက်ရဲ့တန်ဖိုးကမတူပါဘူးအဲ့တော့ CEO တစ်ယောက်ဒီเนาะလူသမားတစ်ယောက်ရဲ့လုပ်တွေလုပ်နေပြီဆိုလို့ရှင်တော့ဒါကိုယ့်ရဲ့အချိန်တွေဆုံးရှုံးနေတာဖြစ်ပါတယ်အဲ့တော့ဒီဆောက်ထဲမှာကတို့ဘယ်သူတွေကိုတောင်းအောင်ခွဲဝေးပေးပြီးတော့မှကိုယ့်ရဲ့အချိန်တွေကိုဘယ်လို freedom လောက်ရမလဲဆိုတာကိုကျွန်တော်တို့ပြောပြထားတာပြီးတော့ အချိန်နဲ့အမျှအလုတ်ရှုပ်မနေပဲနဲ့เนาะ business တစ်ခုကိုထူထောင်ပြီးတော့ business ကိုမမုန်းနဲ့သူတယောက်ဖြစ်အောင်ကျွန်တော်တို့ပြောထားတာပါအဲ့တော့ number concern ကတော့ getting things done မှာ david elan ရေးထားပါတယ်သူကတော့ကျွန်တော်တို့20 25နှစ်နဲ့အထက်ပါပဲအဲ့တော့ကိုယ့်ရဲ့အုံနောက်ကအတွေးတွေကိုဖန်တီးဖို့ဖြစ်တယ်ကို့မှာအလုတ်တွေအများကြီးရှိနေတယ်ဆိုလို့ရှိရင်ဒီအလုတ်တွေကိုကျွန်တော်တို့ပြီးအောင်เนาะလုပ်နိုင်ဖို့အတွက်ဒီစာအုပ်က ိတ်ကိုအရေးကြီးပါတယ်เนาะဆိုတော့နံပါတ်၈စာအုပ်ကတော့ The One Thing ပါเนาะ Gary Killer နဲ့ရေး Purpose ရေးထားတာပါ The One Thing เนาะကျွန်တော်တို့ coaching လုပ်တဲ့အခါမှာလည်းဒီ The One Thing စာအုပ်ထဲအရာတွေကိုကျွန်တော်တို့ကောင်းကောင်းအသုံးချပါတယ်သူကတော့အသက်20 30အထက်တည်းကျွန်တော်တို့ဖတ်ရမှာပါကျွန်တော်တို့တစ်ခါတည်းနဲ့အများကြီးတော့ကျွန်တော်တို့ပြီးနိုင်မှာမဟုတ်ဘူးတစ်ချိန်တည်းနဲ့လုပ်တဲ့အများကြီးပြီးနိုင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ခြေခံထားတယ် အဲ့တော့ဘယ်အရာကို focus ထားမလဲဆိုတာဒီအဲ့တော့ focus ထားမယ့်အရာတွေဒါတွေကျွန်တော်တို့ the one thing ဆိုတဲ့အတိုင်းပဲ the one thing ကိုလှောက်ဆောင်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီစာအုပ်ကညွှန်းထားပါတယ်နံပါတ်6စာအုပ်ကတော့ကျွန်တော်အကြိုက်ဆုံးစာအုပ်ပါဒီစာအုပ်ကတော့ the emit revisited ပါ michael gaba ကကျွန်တော်တို့ရေးထားပါတယ်အသက်30အထက်တိကျွန်တော်တို့ဖတ်တင်ပါတယ်အဲ့တော့ဒီစာအုပ်ထဲမှာတော့ကျွန်တော်တို့ကဟာလာ technician လို့ခေါ်တဲ့ကျွမ်းကျင်ပညာရှင်တယောက် เนาะ manager ဆိုတဲ့လူတစ်ယောက်ပြီးတော့ entrepreneur လို့ခေါ်တဲ့စွန်ဦးတီထွင်တစ်ယောက်သူတို့သုံးယောက်ရဲ့ဂျားတွေကကွာခြားချက်တွေသူတို့သုံးယောက်ရဲ့ဂျားတွေက တွေးခေါ်တွေကြောင့်ကျွန်တော်တို့ပြောထားတာဖြစ်ပါတယ်။နောက်သိကိုကောင်းပါတယ်။အဲ့တော့ကျွန်တော်ခဏခဏဖတ်ပါတယ်ဒီစာအုပ်ကိုလည်း Now number 30စာအုပ်ကတော့ကျွန်တော်တို့0 to 1မှာ Peter Thiel ကျွန်တော်ရေးထားပါတယ်။သူကတော့30 35အထက်တွေကျွန်တော်တို့ဖတ်မှာပါ။ เนาะဘယ်စီဝါရေးမဆိုကိုကထူးခြားတာကိုကျွန်တော်တို့ဖန်တီးဖို့လိုတယ်ဒါမှသာလေကျွန်တော်တို့ကတခြားသူတွေနဲ့ရှင်ပြိုင်စရာမလိုဘဲနဲ့ဝင်ငွေတွေရှာနိုင်မဲ့လမ်းကြောင်းတွေကျွန်တော်တို့ဖန်တီးပေးနိုင်တယ်ဒီ၆ခုကတော့ကျွန်တော်တို့ innovation နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ရေးထားတာပါเนาะဒီထဲမှာကျွန်တော် first principle thinking လို့ခေါ်တဲ့အသေးစိတ်လေးတွေပိုင်းပိုင်းပြီးတော့မှဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးခေါ်တွေကဘာကြော်တဲ့သူတွေသုံးတဲ့အကြောင်းအရာတွေကျွန်တော်တို့ပါလာမယ်တခြားသောစီးပွားရေးနဲ့ပတ်သက်တာတွေလည်းကျွန်တော်တို့ပါလာပါလိမ့်မယ် နံပါတ်7စာအုပ်ကတော့ကျွန်တော် traction ပါเนาะ Gino Wickman ကျွန်တော်ရေးထားပါတယ်သူကတော့30 35အထက်တိကျွန်တော်ဖတ်ပါအဲ့တော့ကျွန်တော် vision လို့ခေါ်တဲ့ကိုယ့်ရဲ့အဖွဲ့အစည်းမှာ vision တစ်ခုရှိုံနဲ့ကျွန်တော်မလုံလောက်ဘူးအဲ့တော့ vision ကိုကျွန်တော်တို့ကိုယ့်ရဲ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ share လုပ်မယ်ပြီးရင် alignment ကိုင်အောင်လုပ်မယ်အဲ့ဒီ vision ကိုကျွန်တော်တို့ရောက်အောင်သွားမယ်ဒီအကြောင်းတွေကျွန်တော်တို့ပါပါတယ်ဒါကတော့ကျွန်တော် CEO တွေ founder တွေ leader တွေအတွက်ကိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ GPS system တစ်ခုမျိုးကျွန်တော်တို့ဖြစ်တယ်။အဲကြောင့်ဒီစာအုပ်ကလည်းကျွန်တော်တို့မဖြစ်မနေဖားရပါလိမ့်မယ်။အဲတော့ကိုယ့်ရဲ့လုပ်ငန်းတစ်ခုကို structure တစ်ခုတိစောက်နိုင်ဖို့အတွက်ကျွန်တော်တို့ပြောင်းလဲပေးတဲ့စာအုပ်ပါ။နံပါတ်1ကတော့ Good to Great ပါ။ James Collins ကျွန်တော်ရေးထားပါဗျ။အဲတော့အသက်30 35အထက်ထိကျွန်တော်တို့ဖားရပါလိမ့်မယ်။ဒီထက်မှကျွန်တော်တို့ level 5 leadership အကြောင်းတွေကျွန်တော်တို့ပါလာမယ်။နောက်တခြားသောခေါင်းဆောင်တွေအတွက်เนาะကျွန်တော်တို့အကျိုးရှိမယ့်အရာတွေကျွန်တော်တို့ပါတယ်။နောက်ထပ်စာအုပ်တစ်ခုကတော့ကျွန်တော်တို့ untrusted ပါ။ Andrew Howell နဲ့ David York တို့ကကျွန်တော်တို့ရေးထားပြီးတော့မှအသက်35-40အထက်တွေကျွန်တော်တို့ဖတ်မယ်စာအုပ်ပါเนาะအဒီအောင်စာအုပ်ကတော့ကျွန်တော်တို့ legacy เนาะကိုယ့်ရဲ့အမွေအနှစ်တွေဘလို့ချန်ထားခဲ့မလဲเนาะအဲချမ်းသာကြွယ်ဝမှုတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဘလို့တိဆောက်ရမလဲဒါမျိုးတွေကျွန်တော်တို့ရေးထားတာဖြစ်ပါတယ်အဲတော့ဒီစာအုပ်ဆက်၃အုပ်စုံ၃ခုဒါကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေနဲ့ကျွန်တော်တို့ဖတ်ကြည့်မယ်ဆိုလို့ရှိရင်เนาะ ราတို့ဘဝမှာကြီးပွားချမ်းသာမှုတွေအောင်မြင်မှုတွေစိတ်ချမ်းမြင်မှုတွေကျွန်တော်တို့ရပါလိမ့်မယ်ဒီကြောင့်တွေကနေပြီးတော့မာအကူဒီပေါ့ကတ်ကိုနားထောင်နေတဲ့ကျွန်တော်လူငယ်မိတ်ဆွေတွေဟာအကျိုးတစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကျိုးတစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းပဲ comment မှာ yes လို့ရေးပြပါဒီဗီဒီယိုကိုစုတ်ထောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်မှာမိမရှိတော့နေလေးဖြစ်ပါစေ